အများပြည်သူကြားအပြောများနေသည့်ကြံ့ခိုင်ရေးပြီးခိုင်ဖြိုးရှင်သိကြံ့ဖွင့်စသည့်အမည်နာမများဖြင့်ယနေ့ပြည်တော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်အာဏာရပါတီကြီးတစ်ခုအဖြစ်ရည်တည်လျက်ရှိရာ၎င်းပါတီစတင်ပောက်ဖွာလာခဲ့သည့်ပြည်တော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီး၏ဇင်းမြစ်ကိုလည်းအများပြည်သူတို့ကိုသိစေချင်လာပါသည်ပြီးခိုင်ဖြိုးသို့မဟုတ်ကြံ့ခိုင်ရေးသည်ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့သူချင်းတူတော်လဲအကြောင်းရင်းဇင်းမြစ်ကိုမူလေလာမှတ်တမ်းတင်သူများလွန်စွာမှနေပါလာကြောင်းသိရှိတော်လဲ အကြောင်းမျိုးမျိုးဖြင့်ပေထက်အခရာမတင်နိုင်ခဲ့ကြောင်းတနည်းအားဖြင့်ဗဟုဥစည်းစနစ်ကြောင့်မပြောမကောင်းပြောမကောင်းဖြစ်နိုင်ကြောင်းတို့ကို ကြံခံရေးပါတီ၏ဗဟုတိုင်းမင်ခံဦးအောင်တောင်းနှင့်2013ခုနှစ်ဒီဇင်ဘာ26ရက်နေ့နံနက်ပိုင်းတွေ့ဆုံချိန်၌နိုင်ငံရေးဆွေးနွေးခဲ့သည့်များတဲ့ကြောက်ချက်ချမှီပါသည်။မောင်ရည်ဆက်အနေဖြင့်အောက်ရှိပြီးခိုင်ပြိုးအသင်းကြီးတွင်ပါဝင်ခဲ့စဉ်က အောက်ဆုံးမှထိတ်ဆုံးအထိထိုးဖောက်ပါဝင်နိုင်ခဲ့ရာလက်ရှိအာဏာရပါတီတပ်တန်းမြင်းမြပင်ရည်တည်နိုင်စေကောင်းမူ အသိဉာဏ်ဤမူရင်းဇင်းရင်များဤဖြစ်တည်လာမှုသမိုင်းစဉ်ကိုတုံးသက်ရေးသားလိုစိတ်များပေါ်ပေါက်လာခဲ့ရသည် အခြားအခြားသောမီဒီယာများထက် မောင်ရင်တို့ရေးသားသည့်များကကြောက်ခံရေးပါတီအပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုအပြင်းကြောင်းအတွင်းသည့်အစင်းသည့်များဖြစ်၍လဲအာနာယကြောက်ခံရေးပါတီအားနေချက်အာသာချက်တရင်များကိုထုတ်ပေါ်ရေးသားရာတွင်တက်ဆိုင်သူများကိုတိုက်ရိုက်ထိမှန်စေသောဖွဲ့ပွဲရရတရင်တည်ဆမ်းမှုဖြစ်ကြောင်းပါတီ၏ဗဟိုအတိုင်းမင်းကဦးအောင်တောင်းကဝန်ခံပြောကြားခဲ့သည် ဗဟုအတိုင်းမင်ငန်သည်ကြံ့ခိုင်ရေးအသင်းကြီးနှင့်ကြံ့ခိုင်ရေးပါတီတီထောင်သူဗိုလ်ချုပ်မူကြီးတန်းရွှေအစိုးရအစအဆုံးအစိုးရအဖွဲ့ဝင်ကြီးကြံ့ခိုင်ရေးထိပ်တန်းဗဟုခေါင်းဆောင်တဦးအဖြစ်လူသိများပြီးအစိုးရအဖွဲ့ဝင်များကိုလုပ်ငန်းလမ်းကြုံမှုများပါတီခေါင်းဆောင်များကိုသဘောတရားရေးရနှင့်နိုင်ငံရေးအယူဆများပေးနိုင်သူအဖြစ်ရည်တည်ခဲ့သူဖြစ်၍၎င်းဗဟုအတိုင်းမင်ငန်၏မြန်မာတန်တော်စင်အပေါ်တုံးသက်ပြောကြချက်များကြောင့်ယခုကြံ့ခိုင်ရေးဘာလဲဘယ်လဲခေါင်းစဉ်ဖြစ်ရှင်သေးတို့ရာဇဝင်ကိုကောက်ချောင်းဆက်ဆက်ပြန်လည်စဉ်းစားတွေးတော့က အသင်းကြီးတွင် အစအလဲအဆုံးပါဝင်ခဲ့သောဖြစ်ရပ်များနှင့်ရှိန်နှိုင်း၍ရေးသားလိုက်ရခြင်းပင်ဖြစ်ပါသည်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင် မောင်ရေဆက်ရေးသားတဲ့ ကြန့်ခံရေးဘာလဲဘယ်လဲဆိုတဲ့စောင်းပါရှိအပိုင်း1ပဲဖြစ်ပါတယ်ကြန့်ခံရေးဘာလဲဘယ်လဲအပိုင်1ကြန့်ခံရေးအသင်းကို1993ခုနှစ်စက်တင်ဘာ15ရက်နေ့တွင်ရန်ကုန်မြို့၌စတင်ဖွဲ့စည်းခဲ့ရာထိုစဉ်ကအစိုးရသတင်းစာများတွင်ရောင်စုံစာမျက်နှာများပေး၍ကြန့်ခံရေးအသင်း၏အဋိဋ္ဌံရည်ရွယ်ချက်ဂရိသစ္စာကျင့်ဝတ်မူဝါဒများကိုအသင်းကြီး၏ရှင်သေတစိတ်အသင်းကြီး၏အောက်ခံအစိမ်းကျေပြူတလုံးပါသောအလံပုံဖြင့် ဝဝိဆဆဖော်ပြခဲ့သည်ရန်ကုန်မြို့တော်ခမ်းမရှိတွင်ပြည်တော်စုကြံခံရေးနှင့်ဖွံ့ဖြိုးရေးအသင်းဆိုင်ပုတ်ဖွင့်ပွဲကိုပြုလုပ်ပေး၍နဝတထိုစဉ်ကအာနာယတ်တက်မတော်အစိုးရအကြီးအကဲများအစိုးရအဖွဲ့ဝင်ဝင်ကြီးများတိုင်မူတက်မမှုများတက်ရောက်ခါ1993တက္ကသိုလ်ဝင်စာမွေးပွဲမြန်မာတပြည်လုံးပထမဆုရမတ်ယူဇနာခင်စောနှင့်ထူးချွန်လူငယ်များကစက္ကလုံနှင့်ဖွင့်လှစ်ပေးခြင်း၎င်းမြို့တော်ခမ်းမတွင်လည်းဆိုင်ပုတ်တင်ပွဲအခမ်းအနားနှင့်စွန့်ကပ်ခြင်းကိုအသင်းဖွဲ့ပြီး24ရက်အကြာ 9ရက်10လ1993နေ့တွင်ကျင်းပါရ၌တက်မတော်ကကွေရေးဦးစီးချုပ်နဝတဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးတန်းရွှေဒုတိယတက်မတော်ကကွေရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမောင်အေးကကွေရေးဦးစီးချုပ်ရေးဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင်ကကွေရေးဦးစီးချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်းတက်မတော်ထောင်လိုင်းရေးညွှန်ကြားရေးမှူးအတွင်းရေးမှူးတဒုတိယဗိုလ်ချုပ်ကြီးခင်ညော့စေဦးစီးအရာရှိချုပ်ကြီးအတွင်းရေးမှူးနှင့်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနာမည်ကျော်အာဏာသိမ်းစစ်ကောင်းဆောင်များဖြစ်ခဲ့ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်ဒုတိယဗိုလ်ချုပ်ကြီးကျော်ပါ ဒုတိယဗိုလ်ချုပ်ကြီးအောင်ရဲကျော်ဒုတိယဗိုလ်ချုပ်ကြီးမြအသင်းဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေဒုတိယဗိုလ်ချုပ်ကြီးကျော်မင်းဒုတိယဗိုလ်ချုပ်ကြီးမောင်သိန့်ဒုတိယဗိုလ်ချုပ်ကြီးမျိုးညော့ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးဒုတိယဗိုလ်ချုပ်ကြီးအေးတောင်ဒုတိယဗိုလ်ချုပ်ကြီးလေတိန်ဝင်းဒုတိယဗိုလ်ချုပ်ကြီးရေတိန်ညော့တိုင်မူဗိုလ်ချုပ်တက်မမူဗိုလ်မှုချုပ်များဖြစ်ကြသည်ဗိုလ်ချုပ်ဝင်းမြင့်ဗိုလ်ချုပ်ကစိန်ဗိုလ်ချုပ်စိုးမြင့်ဗိုလ်ချုပ်လာမြင့်ဆွေဗိုလ်ချုပ်ကျော်တန်းဗိုလ်ချုပ်စောလွင်ဗိုလ်ချုပ်အေးကျော်ဗိုလ်ချုပ်တင်လှဗိုလ်ချုပ်ကြည်အောင်ဗိုလ်ချုပ်တန်းဦး ဗိုလ်မှူးချုပ်ခင်မောင်တန်းဗိုလ်မှူးချုပ်စိန်ထွားဗိုလ်မှူးချုပ်တင်ထော့ဗိုလ်မှူးချုပ်ညွန့်တင်ဗိုလ်မှူးချုပ်အယ်ဘဲဗိုလ်မှူးချုပ်လွန်းမောင်ဗိုလ်မှူးချုပ်တင်ငွေဗိုလ်မှူးကြီးရဲမြင့်ဗိုလ်မှူးကြီးဖေသိန်းဝန်ထမ်းရွေးချယ်လေးကျင့်ရေးအဖွဲ့ဥက္ကဋ္ဌဦးမမောင်ကြီးဝန်ကြီးများဖြစ်ကြသည့်ဦးခင်မောင်သိန်းဦးပန်းအောင်ဦးတန်းရွှေဦးစိုးသာဦးတန်းအောင်ဦးဝင်းစိန်ရန်ကုန်မြို့တော်ဝင်ဦးကိုလေးဒူဝင်ကြီးများဖြစ်ကြသည့်ဦးသိန်းစိန်ဦးစိုးညွန့်ဦးကျော်အေးဦးဖေသိန်းစရင်စစ်ကြုပ်စသည့်မြန်မာနိုင်ငံနှင့်ထိတ်ဆုံးအာဏာပိုင် ုံကိုကြီးများတက်ရောက်ခဲ့ကြသည်ကြာခံရေးအသိန်းကြီးဟူ၍အာဏာရပါတီမဟုတ်ဘဲလူမှုရေးအသိန်းသက်သက်ဆောင်ရွက်မည်ဆိုကာတနိုင်ငံလုံးအတိုင်းအတာအဖြစ်ထိုစဉ်ကအောက်ရှုပ်ရေးအာဏာအခြေဆုံးပုံကိုကြီးများဥဆောင်ဖွဲ့စည်းခဲ့ခြင်းမှာမြန်မာနိုင်ငံတွင်ဝိုင်းရပီးရေးအသိန်းကဲ့သို့သောလွတ်လပ်ရေးကြိုးပမ်းစဉ်မှစ၍ယနေ့တိုင်တည်တက်နေသည့်အမျိုးသားရေးအသိန်းကြီးကိုနောက်ကဲမှာအောက်ရှုပ်ရေးအာဏာပိုင်များအားပေးမှုမရှိဘဲယခုဖွဲ့ရေးယခုပင်အောက်ချုပ်ရေးအာဏာပိုင်များအုံလိုက်ကျင်းလိုက်အားပေးဖွဲ့စည်းလိုက်ဒီကိုယခုပေါ်ပေါက်လာသည့်အာဏာရပါတီအခြေအနေက အများပြည်သူသိရှိနေပြီဖြစ်ပါသည်လူမှုရေးအသင်းဟုဆို၍စတင်ဖွဲ့စည်းခဲ့သောပြည်ထောင်စုချက်ခံရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည်ရန်ကုန်မြို့အောင်စန်းအားကစားကွင်း၌တင်းလုံးကျို့လူလူအစည်းအဝေးကြီးပြုလုပ်၍အသင်းကြီးလုပ်ငန်းစဉ်များကိုပြုလုပ်ရှင်းမြန်မာတပြည်လုံးအနှံ့မြို့တော်များနှင့်မြို့ကြီးများတွင်အားကစားကွင်းကြီးများ၌လူလူအစည်းအဝေးကြီးများပြုလုပ်၍အစိုးရနှင့်တပ်မတော်တို့ကိုထောက်ခံခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့်ဒေါအောင်ဆန်းစုကြည်အပါအဝင်ပါတီခေါင်းဆောင်များကိုချုပ်ချပြောဆိုစေခဲ့ခြင်းတို့မှသည် အမျိုးသားရဲ့အသိကြီးအဖြစ်ပြည်သူလူထုကိုစီယုံဦးဆောင်လာသည့်အတွင်တို့တိတိတသာပြောင်းလဲခဲ့ဒီမှာထိုစဉ်ကတက်မတော်နဲ့အုပ်ချုပ်ရေးအစိုးရအဖွဲ့ဝင်များကထင်းထင်းပေါ်ပေါ်အားပေးထောက်ပံ့မှုများကြောင့်ပင်ဖြစ်ပါသည်။ကြံခိုင်ရဲ့အသိအလုံးမှုဆောင်များမဆိုထားပြီးကြံခိုင်ရဲ့အသိဝင်စည်းစည်းရေးကပြကန်ဆောင်ထားသူများပင်လေရရွာတဲ့တင်းမောလက်မှတ်ကားလက်မှတ်ယထာလက်မှတ်များအတွက်လူကြီးလူကောင်းအဖွဲ့ဝင်များအဖြစ်တွင်ကျေလာခဲ့ကြသည်။အသိတစိ့ရှင်သိတစိ့တက်ဆင်ထား၍သွာလာကြသူများသည် အောက်ချုပ်ရေးပိုင်မှာဝင်ထွက်ခွင့်များပေးထားပြီးတကယ်တို့တာမန်ပြည်သူများထပ်ပေါ်၍အခွင့်အရေးတာဝန်များထမ်းဆောင်ခွင့်ရခဲ့ကြသည်နိုင်ငံရေးကိုစိတ်မကုံကြသေးသည့်အသက်60ကျော်လူကြီးအချို့ပင်လည်းကြံ့ခိုင်ရေးတဲ့၌ထဲထဲဝင်ဝင်ပါဝင်နေသည့်သူများကိုရှင်သေတစိမ့်များတက်ဆင်လို၍တောင်းယူခြင်းများလည်းရှိခဲ့သည်ကြံ့ခိုင်ရေးအသင်းသည်စတင်ဖွဲ့စည်းသည့်1993စက်တင်ဘာမှ1994နှစ်စပိုင်းအတွင်းတပ်တန်း3လ4လခန့်အထက်မှပင်ရက်ွက်ကြေးရွာမြို့နယ်ခရိုင်တိုင်းနေပြည်နယ်ဗဟိုရုံးချုပ်အဆင့်ဆင့်များ တနိုင်ငံလုံးအနှံ့ယုံထိုင်ကိုကဲနိုင်သည့်အထိအသင်းကြီးဖွဲ့စည်းမှုကွန်ရက်ကျယ်ပြန့်လာခဲ့သည်မြန်မာနိုင်ငံတွင်ယနေ့တရားဝင်နိုင်ငံရေးပါတီအများစုသည်ပင်လင်းပါတီရုံးချုပ်သည်တိုက်ခန်းအငှားတိုင်းယုံ မြို့နယ်ယုံ ရက်ွက်ယုံများပေါင်း၍တိုက်ခန်းတခန်းနေရာတစ်ခုတည်းသာတီထောင်ဖွဲ့စည်းနိုင်သောအခြေအနေနှင့်လူမှုရေးအသင်းအဖြစ်စတင်ဖွဲ့စည်းခဲ့သောကြံ့ခိုင်ရေးအသင်းကြီး၏တနိုင်ငံလုံးရက်ကွက်ကျေးရွာ9000ကျော်ခရိုင်66ခုမြို့နယ်ပေါင်း300ကျော်ဒိုင်းနေပြည်နယ်18ခုရုံးချုပ်အဆောက်အအုံများ ၃လခန့်အတွင်းရှက်ရှင်းလက်ငဲဖြစ်ပေါ်လာရခြင်းမှာထိုစဉ်ကအာနာယအစိုးရတက်မတော်ဤအာဘေထောက်ပံ့မှုကြောင့်ဆိုဒီမှာငင်းဆန်ရင်မရပေ။ကြံခိုင်ရဲ့အသိဉာဏ်များချက်ရှင်းလက်ငင်းဖွဲ့စည်းရုံထိုင်နိုင်သောအခြေအနေကိုလေ့လာကြည့်ပါကစာနယ်ဇင်းအချုပ်ကရေးသားကြသောစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဤကျေးဇူးအရေးမကင်းကြောင်းလမ်းစဉ်ပါတီဤနိုင်ငံရေးဩဇာနဲ့မကင်းကြောင်းတွေ့ရှိရသည်။ပြည်တော်စုကြံခိုင်ရဲ့ဖွံ့ဖြိုးရေးအသိဉာဏ်ကိုတီထောင်သည့်ဗိုလ်ချုပ်မှုကြီးတန်းရွှေသည် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီဝင်တချိန်ကဗဟိုနိုင်ငံရေးတင်နှန်းကြောင်းတွင်ဌာနကြီးမှုတဦးအဖြစ်နိုင်ငံရေးသဘောတရားရေးရာများပို့ချခဲ့သူဟုနာမည်ကြီးသူကြံ့ခိုင်ရေးအသိဉာဏ်များကိုလည်း1988အရေးခင်းလမ်းစဉ်ပါတီပြိုလဲသွားစဉ်လမ်းစဉ်ပါတီဌာနချုပ်ဝန်ထမ်းများနှင့်လမ်းစဉ်ပါတီခေမြို့နယ်စာကြည့်တိုင်မှုဟောင်းများကိုဝန်ထမ်းခန့်အပ်ဖွဲ့စည်းပေးထားသောပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်မြို့နယ်ခရိုင်တိုင်းနှင့်ပြည်နယ် ရုံးအဆင့်ဆင့်ကြံ့ခိုင်ရေးအသင်းအလုံးမှုဆောင်အဖွဲ့ရုံးကမ်းများဖွဲ့စည်းနေရရှာထားပေးခြင်းရက်ကွက်နှင့်ကြေးရွာအုပ်ချုပ်ရေးရုံးများတွင်အခန်းကန့်၍ကြံ့ခိုင်ရေးအသင်းရုံးကမ်းများဖွဲ့စည်းပေးခြင်းရန်ကုန်မြို့တော်ခမ်းမတွင်ကြံ့ခိုင်ရေးအသင်းရုံးချုပ်ယာယီနေရာပေးခြင်းကြံ့ခိုင်ရေးဆိုင်းပုံးနှင့်အလံတို့ကိုအစိုးပါအစိုးရရုံးအဆောက်အုံများတွင်စိုက်ထူလွှင့်နေခြင်းများပြုလုပ်ခဲ့သည်ထို့သို့သောအကြောင်းအရာများမှာလန်စင်ပါတီမှဗဟိုကော်မတီဝင်တာဝန်ဖြစ်စင်းတလာသောဗိုလ်ချုပ်မူကြီးတန်းရွှေ၏နိုင်ငံရေးအယူဆများ နိုင်ငံရေးအတွေ့အခေါ်မြက်နဲ့လမ်းစဉ်ပါတီဝန်ထမ်းဟောင်းများဤပြန်ဆက်ရုံးများတွင်ကြခံရေးအသင်းများဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဗိုလ်ချုပ်ကြီးနေဝင်းအိမ်ဆောင် အစိုးရ1958-60ကာလတွင်လဲကြခံရေးအသင်းဟုပင်ဖွဲ့စည်း၍စေဘုံချုပ်များပါဝင်ဦးဆောင်ဘူးချင်းတို့ကြောင့်ဗိုလ်ချုပ်မူကြီးတန်းရွှေဤပြည်တော်စုကြခံရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည်ဗိုလ်ချုပ်ကြီးနေဝင်းဤလမ်းစဉ်ပါတီဤနိုင်ငံရေးအရေးကိုရယူခဲ့ရကြောင်းသုံးသပ်မိပြီသည်ထိုစဉ်ကအနေဒီပါတီဤနိုင်ငံရေးလှုပ်ရှားမှုများကိုအုပ်ချုပ်ရေးအာဏာပိုင်များကနီလန်းမျိုးစုံဖြင့်ကန့်သက် ထိမ့်ချုပ်ဟန်တားခဲ့ကြတော့လေလမ်းစဉ်ပါတီအမွေခံတဆညပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုမူနိုင်ငံရေးလှုပ်ရှားမှုများမတိမသာတိတိတသာခွင့်ပြုပေးခဲ့ခြင်းကြောက်ခါရဲ့အတင်းတာဝန်ရှိသူများအတင်းဝင်များအနေဖြင့် NLD ပါတီဝင်များနှင့်ကုလူဆက်ဆံမှုများပြပြုလို့ရှင် NLD ပါတီနှင့်ဆက်ဆံသူများအားအခွင့်အရေးများကန့်သက်ရှင်တဆညပါတီနှင့်မူလွတ်လပ်စွာဆက်ဆံခွင့်ရခြင်းတဆညပါတီနှင့်ဆက်ဆံပါကမြည်သည့်ကန့်သက်မှုများမရှိခြင်းအောက်ချုပ်ရေးအာဏာပိုင်ကြောက်ခါရဲ့ဗဟုအလုံးမှုဆောင်တအူးကမူ ထိုစဉ်ကတဆညပါတီသည်၎င်းတို့၏ဆရာသမားဟောင်းမြဖြစ်ကြောင်းထုတ်ပေါ်ပြောကြားခြင်းစသည်တို့မှာကြက်ခံရည်သည်လမ်းစဉ်ပါတီ၏နိုင်ငံရေးနှီးစနစ်ဖြင့်ရှောက်လန်းနေခြင်းဟုတ်မဟုတ်စဉ်းစားပွေရာဖြစ်လျက်ရှိပါသည်ကြက်ခံရည်အသိန်းကိုစတင်တည်ထောင်စဉ်ကဖွဲ့စည်းပုံနှင့်အခြေခံစည်းမျဉ်း၌အမြင့်ဆုံးမှာဗဟိုနိုင်ငံကအဖွဲ့ဖြစ်ပြီးဗဟိုနိုင်ငံကကြီးသည်နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မူကြီးတန်းရွှေဗဟိုနိုင်ငံကအဖွဲ့ဝင်များအဖြစ်ဒုတိယနိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်ကြီးမောင်အေးကာကွယ်ရေးဦးစီးချုပ်ရေးလေး စစ်မဟာဗျူဟာလေးလာရေးဌာနကြီးမူစေဦးစီးအရာရှိချုပ်ကြီးစစ်ရေးချုပ်စစ်ထောက်ချုပ်တိုင်းမှုများပါဝင်ခဲ့သည်ကိုတွေ့ရသည်ပါတီဘ ਹੁ အလုံးမှုဆောင်အဖွဲ့တွင် အမြင့်ဆုံးမှာအထွေထွေအတွင်းရေးမှုဦးသန်းအောင်တမဝါယမဝင်ကြီးနောင်ပညာရေးဝင်ကြီးနှင့်ဘ ਹੁ အလုံးမှုဆောင်အဖွဲ့ဝင်များသည်အစိုးရအဖွဲ့ဝင်ကြီးဒုဝင်ကြီးများပါဝင်ပြီးထို့သူများမှာလည်းလမ်းစဉ်ပါတီဘ ਹੁ ကော်မတီဝင်များလမ်းစဉ်ပါတီတိုင်းနှင့်ပြည်နယ်ဒေသပါတီဥက္ကဋ္ဌများလမ်းစဉ်ပါတီဘ ਹੁ ဌာနချုပ်မှပုဂ္ဂိုလ်များ ဖြစ်ကြပြီးလမ်းစဉ်ပါတီ၏အနိုင်ဆုံးဖြစ်ရန်ခက်ခဲသော တင်းပြပါတီဝင်များလည်းဖြစ်ကြသည်။ကြံ့ခိုင်ရေးအသင်းဌာနချုပ်၏ပညာရေးရာဌာနတွင်စာတင်းမှုချုပ်များအဖြစ်အသင်းအစအဆုံးပါဝင်ခဲ့သောဦးမမောင်စန်းယခုခြေဆောင်ကြားနှင့်အယ်ဒီတာချုပ်နှင့်ဦးမော်ဂျိုးစွန်းမြင့်ရခိုင်ရွှေနိုင်ငံကြားနှင့်စာတင်းမှုချုပ်ပြည်မြမဂျာနယ်တို့သည်လည်းလမ်းစဉ်ပါတီဌာနချုပ်မှပင် ဖြစ်ကြသည်ကိုတွေ့ရှိရပေသည်။မြန်မာနိုင်ငံ၏လောက၌အာဏာပိုင်မဟုတ်ပါဘဲလျက်အောက်ချုပ်ရေးအာဏာများအကြပြောရေးဆိုခွင့်အစည်းအဝေးခံတင်ပြခွင့် တရင်တင်ပြခွင့်များနဲ့အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုတက်ဆိုင်ရာအောက်ချုပ်ရေးအဖွဲ့များအပေါ်မှာလမ်းညွန်ကုတ်ကဲအကောင့်တွေပေါ်ဆောင်ရွက်ခွင့်တို့ကိုအချိန်တော်အတွင်းဖွဲ့စည်းလှုပ်ဆောင်ခွင့်ရလာသောကြန့်ခိုင်ရေးအသင်းကြီး၏နိုင်ငံရေးလာရမှာတနေ့တခြားပေါ်လွင်လာလျက်ရှိပေသည်အစိုးရအဖွဲ့ဝင်ဝင်ကြီးဒေဝင်ကြီးများသည်ကြန့်ခိုင်ရေးအသင်း၌ဘ ਹੁ အလုံးမှုဆောင်အဖွဲ့ဝင်များဖြစ်လာခဲ့ပြီးနောက်တိုင်းနေပြည်နယ်အသင်းတာဝန်များမြို့နယ်အလိုက်နေပြည်တော်ဝန်ခံဝင်ကြီးများအဖြစ်ဆောင်ရွက်ခဲ့ကအစိုးရအဖွဲ့ဝင်ကြီးလုပ်ပိုင်ခွင့်များဖြင့် ကြန့်ခိုင်ရေးအသင်းကိုအယောင်တင်ခဲ့ကြသည်ဝန်ကြီးများ၏လုံပိုင်ခွင့်ဖြင့်ရရှိသောငွေကြေးများပစ္စည်းများကိုအသုံးပြု၍ဒေသအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်များကိုကြန့်ခိုင်ရေးအသင်းကြီးဥဆောင်မှုဖြင့်အကောင့်တွေပေါ်ဆောင်ရွက်သောကြေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်များဖြင့်အများပြည်သူကကြန့်ခိုင်ရေးအပေါ်အာရုံကျလာစေရန်လှုံ့ဆော်ခဲ့ခြင်းများရှိခဲ့သည်ရေရရှိရေးလျှက်စင်ပြီးရရှိရေးထပ်ပိုးကတ်တရလန်းခင်းရေးချောင်းကူမြေကူဒရာများတိဆောက်ရေးနိုင်ရေးကူညီရေးစွန့်လောင်းရေးစသော ပြည်သူလူထုလိုအပ်ချက်များကိုအစိုးရအဖွဲ့ဝင်များ၏အရှိန်အဝါနှင့်ပံ့ပိုးကူညီမှုရထားသောကြန့်ခိုင်ရေးအသင်းကြီးကလှုံ့ဆော်ခွင့်ရလာခဲ့သည်ထို့ကြောင့်ပင်လည်းကြန့်ခိုင်ရေးအသင်းတာဝန်ရှိအလုံအမှုဆောင်အစစ်စင်တွင်ပါဝင်နေကြသောပုဂ္ဂိုလ်များသည်လည်းဆိုင်းရနယ်ပယ်များတွင်နိုင်ငံရေးဩဇာရလာခဲ့က၎င်းတို့၏ဆက်ဆံပြောဆိုမှုများကြောင့်ပင်အများပြည်သူတို့ကကြန့်ခိုင်ရေးအပေါ်ရှေ့ရှင်းမုန်းကြီးတက်ရောက်လာသည့်ပြည်သူနှင့်ကြန့်ခိုင်ရေးတို့၏နိုင်ငံရေးကြက်များမှာ နိုင်ငံရေးလောဘမကင်းသောသူတို့အတွက်နိုင်ငံရေးဈေးကွက်အသွင်သို့ပြောင်းလဲရောက်ရှိလာခဲ့ရသည် ဆောင်းပါရှင်မောင်ရီဆက်အဆုံးထိနားထောင်ပြီးတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ဧည့်သည်ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်